မင်္ဂလာပါရှင်။ရန်ကုန်ခေတ်ချန်နယ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။အမေရိကန်ကအီရန်နျူကလ িয়ার နေရာတွေကိုလင်းနေပုံစံချလိုက်ခြင်းဖြင့်အစ္စရေးအီရန်စစ်ပွဲမှာပါဝင်လာ။အမေရိကန်သမ္မတထရန့်ကနိုင်ငံကိုမိန့်ခွန်းပြောပြီးအမေရိကန်ပြောင်စုံကအီရန်နျူကလ িয়ার နေရာတွေကိုလင်းနေပုံစံချလိုက်ခြင်းဖြင့်အစ္စရေးအီရန်စစ်ပွဲမှာပါဝင်လိုက်ပါတယ်။ယနေ့မြန်မာစံတော်ချိန်ဇွန်လ20ရက်နေ့အမေရိကန်စံတော်ချိန်ဇွန်လ21ရက်နေ့မှာအမေရိကန်ကအီရန်နိုင်ငံ Fordro Nanks နဲ့ အီဖန်ဟတ်တို့ရှိနျူကလ িয়ার နေရာတွေကိုအမေရိကန်ဘုံးကျဲလေယာဉ်တွေနဲ့ဘုံးတွေကျဲချခဲ့ကြောင်းတိုက်ခိုက်မှုမှာအလွန်အောင်မြင်ပြီးလေယာဉ်အလုံးယခုခါအီရန်လေပိုင်းနဲ့မှထွက်သွားပြီဖြစ်ကြောင်းအမေရိကန်သမ္မတထရန်ကကြေညာပါတယ်ဖရိုဒိုနတ်တစ်အဖန်ဟတ်အပါအဝင်အီရန်မှာရှိတဲ့နျူကလ িয়ার နေရာ၃နေရာကိုကျွန်တော်တို့အောင်မြင်စွာတိုက်ခိုက်မှုကိုပြင်းပြောက်ခဲ့ပါပြီလေရင်အလုံးကအခုအီရန်လမ်းကြောင်းရဲ့ပြင်ပမှာရှိနေပါပြီ။လေရင်အလုံးဘေးကင်းစွာအိမ်ပြန်နိုင်ပြီကျွန်တော်တို့ရဲ့အမေရိကန်စစ်သည်တော်တွေအတွက်ဂုဏ်ယူပါရစေ ဒါကိုစွန့်ဆောင်နိုင်တဲ့ကမ္ဘာပေါ်မှာတခြားစစ်တပ်မရှိပါဘူး။အခုချိန်ကငြိမ်းချမ်းရေးဆွေးနွေးဖို့အချိန်ရောက်ပါပြီလို့ American သမ္မတ Trump ကကြေညာပါတယ်။အီရန်အစ္စရေးစစ်ပွဲမှာအမေရိကန်ပြည်သူကတရားဝင်ပါလာခြင်းကြောင့်စစ်ပွဲကြာရှည်ခြင်းနဲ့အီရန်ဘက်မှလည်းတခြားဆင့်အာဂျီနိုင်ငံကြီးတွေပေါဝင်လာနိုင်တဲ့ဆွဲတုံးသက်မှုတွေကိုလည်းနိုင်ငံတကာသတင်းဌာနတွေမှာကြေပြန့်စွာတုံးသက်ဖော်ပြနေကြပါတယ်။အမေရိကန်စံတော်ချိန်ယနေ့ည10:00နာရီချိန်အမေရိကန်သမ္မတထရန့်ကနိုင်ငံကိုမိတ်ကွန်ပြောကြားခဲ့ကြောင်းသိရှိရပါတယ်။ ဆလပီချောင်းမြို့ထွေရုံကထွက်လာတဲ့စစ်တပ်စစ်ကြောင်းကိုမိုင်းဆွဲမှုစစ်သားနှုတ်ပွဲချင်းပြီးတင်ဆောင်။ဇဂိုင်းနိုင်ချောင်းမြို့ထွေရုံကနေထွက်လာတဲ့ဂျမ်ဖက်စစ်တပ်စစ်ကြောင်းကိုမိုင်းဆွဲတိုက်ခိုက်ရမှာစစ်သားနှုတ်ပွဲချင်းပြီးတင်ဆောင်ခဲ့ကြောင်း BNDF တပ်ခွဲညာမိုင်းတာဝန်ရှိသူကပြောပါတယ်။ဂျမန်နေဆောင်လနစတီယန်နေညနေ9:45မိနစ်ချိန်ချောင်းမြို့ထွေရုံကထွက်လာတဲ့ဂျမ်ဖတ်စစ်ကောင်စီတပ်သားအင်အား30ကံပါစစ်ကြောင်းကိုချောင်းမြို့စုတောင်းပြေကြောင်းနာမှာ BNDF တပ်ခွဲညမိုင်းတပ်ဖွဲ့မှမိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ရင်တိုက်ခိုက်မှုမှာဂျန်ဖန်စစ်တပ်ဘက်ကစစ်သားနဲ့ပွဲချင်းပြီးတင်ဆောင်ကထိခိုက်ဒဏ်ရာရှိသူတွေရှိကြောင်းဒေါ်လန်ရဲပေါ်များအနေဖြင့်အထိခိုက်မရှိဘဲပြန်လည်ဆော့ခွာနိုင်ခဲ့ကြောင်းသိရပါတယ်။စစ်ကောင်စီဘက်ကတော့ပြန်ပစ်ပါတယ်စစ်တိုက်ပစ်တဲ့စစ်ကွေးတင်ဆင်းကတော့ထိတိုက်တင်ဆောင်တာညရောက်သွားပြီဆိုတော့အသေးစိတ်တော့မသိရသေးဘူးလို့ BNDF တပ်ခွဲညမိုက်တာဝန်ရှိသူကပြောပါတယ်။ နတ်လောချောင်းမြို့နယ်မှာစစ်ကောင်စီကမြို့ပေါ်ကလွယ်ပြီးကြံမြို့နယ်များတွင်ရှိကျေးရွာတွေအားလုံးမှာပြည်သူ့ကာကွယ်ရေးတပ်တွေကစုမှုထားကြောင်းသိရှိရပါတယ်။ဇလပီအင်းတော်မြို့နယ်နဘာရွာရှိရန်အောင်မင်္ဂလာဖုန်ကြီးချောင်းကိုစစ်တပ်ကယနေ့မနက်လေးနဲ့ပုံကျမှုဖုန်ကြီးချောင်းပြန်စီပြီးအမျိုးသမီးတအူတန်းအရာစကိုင်းနိုင်အင်းတော်မြို့နယ်နဘာချေရမှာရှိရန်အောင်မင်္ဂလာဖုန်ကြီးချောင်းကိုဂျက်ဖတ်စစ်ကောင်စီတပ်ကလင်းနဲ့ပုံကျတိုက်ခိုက်ခဲ့ရာဖုန်ကြီးချောင်းပြန်စီပြီးခီးသွားအမျိုးသမီးတအူတန်းအရာရှိခဲ့ကြောင်းဒေသနေပြည်သူတွေကပြောပါတယ်။ ဇွန်လ20ရက်နေ့မနက်9:55မိနစ်ကတကြိမ်9:52မိနစ်မှာတကြိမ်အင်းတော်မြို့နယ်နဘာချင်ရနဘာလန်းဆောင်နေရှိရန်အောင်မင်္ဂလာဖုန်ချင်းချောင်းကိုပြင်မှတ်ထားပြီးစစ်ကောင်စီတပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလေကြောင်းနဲ့နှကြိမ်ပုံကျဲတိုက်ခတ်ရာဖုန်ချင်းချောင်းပြက်စီပြီးတော့ခီးတော်မြို့သမီးတဲဦးကောင်းမှာပုံစထိမှတ်တရားရှိခဲ့ကြောင်းသိရပါတယ်အရင်ဦးဆုံးလေရင်နဲ့ပတ်ဝဲပြီးတော့ကျဲသွားတယ်။မနက်9:45မိနစ်မှာတလုံး9:52မိနစ်မှာတလုံးကျဲသွားပါတယ်။ဘုံကအရင်ကြီးအပြင်းလာတော့မဟုတ်ဘူး။ နဘာလန်းဆောင်ပါကရန်အောင်မင်္ဂလာဖုန်ကြီးချောင်းရှိတဲ့ရန်ဒီဖုန်ကြီးချောင်းနဲ့ကြာဆိုတော့ဖုန်ကြီးချောင်းဆောင်ပြန်စီသွားပါတယ်။အဲဒီဖုန်ကြီးချောင်းကမန်လေးမြစ်ကြီးနာကလည်းမပေါ်မှာရှိရဆိုခီးသွားမျိုးသမီးတဲအုပ်ပဲဦးကောင်ကိုမှန်စာအထိမှန်တန်ရတော့ရလို့ဒေသနေပြည်သူတဲအုပ်ကပြောပါတယ်။မဆိုပါနဘာချေရက2023ခုနှစ်စတင်ဘာလခန့်ကတည်းကလူနေထိုင်ခြင်းမရှိတော့ဘဲစစ်ပင်းရှောင်နေကြရတဲ့ချေရဖြစ်ပြီးခီးသားပြည်သူတွေသာဖြတ်တန်းသွားလာမှုရှိနေရဖြစ်ကြောင်းရခိုကစစ်ကောင်စီကင်းစင်သွားပြီဖြစ်ပြီးတော့တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလေကြောင်းနဲ့ပုံကျဲတိုက်ခိုက်သွားပြီဖြစ်ကြောင်းသိရပါဗျာ။ 2023ခုနှစ်အောက်တိုဘာလစတင်ပါအော်တိုဘာလခရေကဒီဖုန်ကြီးကြောင်းထဲမှာဖုန်ကြီးလည်းမနေတော့ဘူးလူလည်းမရှိတော့ဘူးအဲ့ဒီချိန်ခရေကတိုက်ပွဲလည်းခဏခဏဖြစ်တယ်လေရင်နဲ့နဲ့ပုံခဏခဏကျင်းနေရကြောင်းမနေကြတော့တာအခုကျဲတော့လည်းဘာတိုက်ပွဲမှမရှိပဲကျဲတော့တယ်ကျွန်တော်အင်တော်ဘက်မှာစစ်ကောင်စီမရှိတော့ဘူးဆိုတော့ဘာတိုက်ပွဲမှမရှိတော့ဘူးလို့ဒေသနေပြည်သူတော်ကရှင်းပြပါတယ်နောက်ဆက်အပိကြအတွက်သူပင်ကျေးဇူးတင်ရှိပါတယ်ရှင်